ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ23ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ KNU တက်မဟာလေးကမတိုက်ရသေးခင် နေဆက်ကငရက်နီစစ်စခန်းထိုင်းအကူအညီနဲ့စခန်းစွန့်ခွာသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာထိုင်းနေဆက်တိခိတီတာမှာကြံနေတဲ့စစ်တပ်စခန်းများထဲမှာတစ်ခုဖြစ်တဲ့ ငရက်နီစစ်တပ်စခန်းဟာထိုင်းနိုင်ငံဘက်အချမ်းရဲ့အကူအညီနဲ့တပ်စခန်းစွန့်ခွာသွားကြောင်းကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာလေးဒဝဲခရိုင်အတွင်းရေးမှုဖရိုဆော့အန်နာကပြောကြားပါတယ်။နေဆက်စခန်းတစ်ခုဖြစ်တဲ့ Body စစ်တပ်စခန်း .2556 ကိုတပ်မဟာလေးဦးဆောင်တဲ့တော်လန်ยีပူပေါင်းတပ်ကဇွန်လ10ရက်နေ့မနက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ကျန်နေတဲ့နေဆက်စခန်းတစ်ခုဖြစ်တဲ့ငရက်နီစစ်ကောင်စီစခန်းကဇွန်လ12ရက်နေ့မှာစခန်းစွန့်ခွာသွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လောလောဆယ်တော့ကျွန်တော်တို့သိရတာကကျွန်တော်တို့ body စကန်သိမ်းပြီးဒီငရက်နေကအစီအစဉ်ရှိတယ်ကျွန်တော်တို့မဆခင်မှာသူတို့ကစကန်ဆွန့်လွတ်ပြီးတော့တဖက်နိုင်ငံအကူအညီနဲ့သူတို့ဆွန့်လွတ်ပြီးထွက်သွားတာပေါ့နော်လို့ဖရူဆောအင်နာကပြောပါတယ်ငရက်နေစကန်ကိုမသိမ်းရသေးမီစစ်ကောင်စီကထိုင်းရဲ့စီစဉ်မှုနဲ့ဆုတ်ခွာသွားရမှာလက်နက်ခဲယမ်းများပါယူဆောင်သွားမှာဖြစ်ကြောင်းဖရူဆောအင်နာကပြောပါတယ်ထိုင်းကစီစဉ်ပေးပြီးကဲထုတ်တာပေါ့ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောတဲသွားတာပေါ့လို့ဖရူဆောအင်နာကဆိုပါတယ် ခရင်တရင်အရေးမြစ်တအူးကလည်းစစ်ကောင်စီတပ်ကငရဲနီစခန်းကိုစွန့်ခွာသွားကြောင်းတရင်အရရဲဘော်များကနေမြေရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ KNU တပ်မဟာလေးအနေနဲ့တိထပြူဟာတိခိစခန်းဘော်ဒီစခန်းများကိုတင်ပိုက်ထားပြီးငရဲနီစခန်းမှာစစ်ကောင်စီတပ်များလည်းစွန့်ခွာသွားတဲ့အတွက်တဝဲတိခိအရှိတ်မှာမြစ်တာစခန်း၊ဒုက္ခစခန်း၊ကြောင်မဲတောင်စခန်းတို့သာကျန်ရှိတော့ကြောင်းသိရှိရပါတယ်။ထိုစခန်း၃ခုထဲမှာမြန်မာထိုင်းနယ်စပ်က ဒုက္ခစကန်တစ်ခုသာကြံတော်ကြောင်းဖရိုစောအေနာက ရှင်းပြပါတယ် KNU ပူပေါင်းတက်ကထိထထိခီဘောဒီစကန်များတိမ့်ပိုက်စင်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာထိုင်းနိုင်ငံဘက်အချမ်းကိုဆုတ်ခွာထွက်ပြေးခဲ့ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မုံရွာအချင်းထောင်မှကိုဝေမိုးနိုင်တဲ့နိုင်ငံရေးအချင်းသားအချင်းသူများအပါအဝင် အချင်းသားအချင်းသူ200ဝန်းကျင်ကိုမန္တလေးမြင်းကျန်နဲ့မကွေးထောင်များကိုပြောင်းရွှေ့လိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမုံရွာအချင်းထောင်မှကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများနဲ့အကျဉ်းသားအကျဉ်းသူ200ဝန်းကျင်ကိုမန္တလေးဥပ္ပိုလ်အကျဉ်းထောင်၊မကွေးအကျဉ်းထောင်၊မြင်းကြံထောင်တို့ကိုပို့ဆောင်ပြောင်းရွှေ့ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောကြားပါတယ်။ဇွန်လ12ရက်နေ့နနက်9နာရီကျော်အချိန်မှာအနောက်မြောက်တိုင်းစစ်တနားကျုပ်နာမခကတံပြားကကာနစီ အင်းစည်းက3စည်းစနက်ပိုင်းက6စည်းတို့နဲ့မုံရွာထောင်မှအကျဉ်းသားများကိုထောင်ပြောင်းရန်လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထောင်ပြောင်းရွှေ့မှုတဲမှာကိုဝေမိုးနိုင်ကျွန်တော်တို့အခေါ်ကိုပန်ဒါလည်းပါသွားတယ်လို့သိရတယ်။မန္တလေးဥပုအကျဉ်းထောင်ကိုဥတီပြောင်းရွှေ့တယ်ဆိုပေမဲ့မြင်းကျန်အကျဉ်းထောင်နဲ့မကွေးထောင်တို့ကိုလည်းတိချခွဲပြီးပို့တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့မန္တလေးအကျဉ်းထောင်မှာလက်ရှိရှိနေတဲ့လူဦးရေနဲ့အကျဉ်းထောင်ရဲ့စက်နဲ့ပမာဏဟာအတိုင်းထက်အလွန်ဖြစ်နေပါပြီ။ဒီလိုအခြေအနေမျိုးမှာမန္တလေးငလင်တန်ကြောင့်မို့လို့လဲအကျဉ်းထောင်ဟာယိုယွင်းပျက်စီးနေတဲ့အခြေအနေဖြစ်ပါတယ်လို့ PPNM ဘ ਹੁ ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောကြားပါတယ်။ ယမန်နီဇွန်လ17ရက်နေ့ညပိုင်းကလေးကထောင်ပြောင်းရွှေ့ရန်အကြံပတ်စစ်တပ်နဲ့အချင်းဦးစီးဘက်ကပြင်ဆင်မှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီလိုအခြေအနေမျိုးမှာလူနေရာဝန်းကျင်လောက်ကိုထောင်ပြောင်းရွှေ့ပြီးမှဥပ္ပိုလ်ထောင်တစ်ထောင်ထဲမှာပဲထားမယ်ဆိုရင်တော့ပုံပြီးမှငလင်လိုမျိုးတဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ရင်တိကျတဲ့ဒဏ်ရာရရှိနိုင်မဲ့အခြေအနေအန္တရာယ်တွေအများကြီးရှိပါတယ်ခင်ဗျာလို့ PPNM မှာဘူဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောကြားပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ချင်းပြည်နယ်ပလောက်ဝကိုလည်းရခိုင်ပြည်ခရိုင်ဖြစ်တတ်မှတ်လိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကိုခရိုင်၈ခုနဲ့အရကပြည်သူတော်လှန်ရေးအစိုးရကပြီးခဲ့တဲ့မေလမှာဖွဲ့စည်းတတ်မှတ်လိုက်တယ်လို့သိရှိရပါတယ်ဖွဲ့စည်းတတ်မှတ်လိုက်တဲ့ခရိုင်၈ခုကတော့မောင်တော်ခရိုင်စစ်တွေးခရိုင် ပလောက်ဝခရိုင်မြောက်ဦးခရိုင်မင်းပြခရိုင်ကြောက်ဖြူခရိုင်တောင်ကုတ်ခရိုင်နဲ့တန်တွဲခရိုင်တို့ဖြစ်ကြပါတယ်မောင်တော်ခရိုင်မှာမောင်တော်မြို့နယ်နဲ့ဘူးတိတောင်မြို့နယ် စစ်တွေ့ခရိုင်မှာစစ်တွေ့မြို့နယ်ရတိတောင်မြို့နယ်ပုံနှကျုံးမြို့နယ်ပလက်ဝခရိုင်မှာပလက်ဝမြို့နယ်မြောက်ဦးခရိုင်မှာမြောက်ဦးမြို့နယ်ကြောက်တော်မြို့နယ်မင်းပြခရိုင်မှာမင်းပြမြို့နယ်ပေါက်တော်မြို့နယ်မြေပုံမြို့နယ်ကြောက်ဖြူခရိုင်မှာကြောက်ဖြူမြို့နယ်ရံပြဲမြို့နယ်အမ်းမြို့နယ်တောင်ကုန်းခရိုင်မှာတောင်ကုန်းမြို့နယ်မန်အောင်မြို့နယ်နဲ့တန်တွဲခရိုင်မှာတန်တွဲမြို့နယ်နဲ့ကွားမြို့နယ်တို့ပါဝင်ကြောင်းသိရှိရပါတယ်အရကပြည်သူတော်လှန်ရေးအစိုးရဟာရကိုင်းပြည်ကိုအရင်ကစစ်တေတာအလိုက်ဖွဲ့စည်းအုပ်ချုပ်ခဲ့ပေမဲ့ဖွဲ့စည်းပုံဥပဒေတက်မှာ ဘဟုခရိုင်မြို့နယ်တိုင်းနယ်ကျေးရွာအဆင့်စတဲ့အဆင့်50နဲ့ဖွဲ့စည်းထားတယ်လို့သိရှိရပါတယ်။အခုလိုဖွဲ့စည်းတက်မှတ်လိုက်ရတဲ့ရည်ရွယ်ချက်ကိုသိနိုင်မှုရခိုင်မျိုးသားအဖွဲ့ချုပ်အရကတက်တော် ULAAA ရဲ့ပြောခွင့်ရသူဦးခိုင်သူခောက်ကိုဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။အခုလိုမျိုးခရိုင်အလိုက်ဖွဲ့စည်းလိုက်တဲ့အတွက်အုတ်ချုပ်ရေးတရားစီရင်ရေးအခွန်စတဲ့ကဏ္ဍတွေမှာလောက်ရကံရပုံမလွယ်ကူနိုင်တယ်လို့နိုင်ငံရေးသမားတစ်ယောက်ကဆုံထားပါတယ်ခင်ဗျာ။ ဆက်လက်သိရှိရတဲ့သတင်းကတော့တော်လန်ရေးတပ်ဖွဲ့တွေတင်ခဲ့တဲ့ဘော်ဒီစခန်းကုန်းအတွင်းဝါနဲ့ဟန်ပြလုထားတဲ့လက်နက်ကြီးအတုတွေ့ရှိအစိုးရစခန်းကုန်းကို၃ရက်အတွင်းအေးအေးဆေးဆေးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းဘိတ်တဝဲခရိုင်လမ်းပိုက်မှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်နိုင်ခဲ့တဲ့စစ်ကောင်စီဘော်ဒီစခန်းကုန်းစစ်စခန်းအတွင်းမှာဝါနဲ့ဟန်ပြလုထားတဲ့လက်နက်ကြီးအတုတွေတွေ့ရှိခဲ့ရတယ်လို့သိရှိရပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာလီနေမြေအတွင်းမှာရှိတဲ့အစိုးရစစ်စခန်းကို KNL နဲ့တော်လရင်အင်အားစုတွေက2025ခုနှစ်ဇွန်လ10ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစကန်ကုန်အတွင်းမှာတွေ့ရှိခဲ့ရတဲ့ဝါနဲ့ပြုတ်လုထားတဲ့လက်နက်ကြီးတွေနဲ့ပတ်သက်ပြီးဒါက drone နဲ့လာကြည့်တာတွေအဝေးကလှမ်းကြည့်တဲ့အခါမျိုးတွေမှာထင်ရောင်ထင်မှားဖြစ်အောင်လုပ်ထားတာ။ဟိုအရင်ကလည်းဒါမျိုးတွေလုတ်တက်တယ်လို့ CDM စစ်သားတအုပ်မှပြောပါတယ်။ဒါ့အပြင်အဆိုပါစကန်ကုန်တင်တိုက်ပွဲအစကတည်းကစစ်ကောင်စီတပ်သားတွေအနေနဲ့ခုခံတိုက်ခိုက်တာမျိုးမရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့သူရဲစီဒီအမ်ဗိုလ်မိုးကျိုးကပြောပါတယ်။စကန်းကတိုက်တောင်မတိုက်ရသေးဘူး။ဒီကောင်တွေကမာရသွန်ပြေးသွားတယ်။တချို့ရဲဘော်တွေဆိုကြည်တောင်မထွက်လိုက်ဘူး။တိုက်တာလဲချွေးတောင်မထွက်ဘူး။ဒီပွဲကချွေးမထွက်တဲ့စကန်းသိန်းတိုက်ပွဲပဲလို့ဆိုပါတယ်။အဆိုပါစကန်းကုန်းကိုစစ်ကောင်စီအနေနဲ့1998ခုနှစ်ကတည်းကဝင်ရောက်တက်ဆွဲခဲ့တာဖြစ်ပြီးအဆိုပါစကန်းကုန်းအတွင်းမှာစစ်ကောင်စီတပ်သားတွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ရွာသူရွာသားတွေကိုမထင်ရင်မထင်သလိုနှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးချင်တာကတော့ပခုတ်ကူမှာစစ်အုပ်စုအခြေချဘန်ကား၃ခုကိုတော်လန်ကြီးတပ်ဖွဲ့များစီးနှင်းဖျက်ဆီးစစ်ကောင်စီဘက်မှတိုက်ခိုက်တိုက်စုံမှုရှိကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိများအထိုင်ချတဆွဲထားတဲ့နေရာကိုပူးပေါင်းတပ်ဖွဲ့များနဲ့အတူဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်း ညာမီတပ်ပေါင်းစုမှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ဇော်လ10ရက်နေ့နနက်9:00နာရီခန့်ကအညာမီတပ်ပေါင်းစုနဲ့အေယာဒေါင်းတပ်ဖွဲ့တို့ဦးဆောင်ပြီးပခောက်ကူမြို့နယ်အနောက်မကြီးကန်ပြူရွာကိုစတင်တိုက်ခိုက်ခဲ့ရာမှာအပြန်အလှန်ပစ်ခတ်မှု2နာရီခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ9ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းအထက်ပါတာဝန်ရှိသူကပြောပါတယ်။ရင်တိုက်ခိုက်မှုအတွင်မှာစစ်ကောင်စီတပ်ရဲ့ဗန်ကား၃လုံးကိုရရှိခဲ့ပြီးစကန်တစ်ခုလုံးအားတိမ့်ပိုက်ခံနေမှာမကြီးကန်ရွာနဲ့ကက်လျက်မှာရှိတဲ့ ဘဲကြီးရွာမှပြူစောတိနဲ့စစ်ကောင်စီတပ်သားများအပါအဝင်ပကုတ်ကူတပ်မှတရက်တက်မှတက်ကူတချို့ရောက်ရှိလာခြင်းကြောင့်ပြန်ဆုတ်ခဲ့ရကြောင်းအညမြီတပ်ပေါင်းစုကအသိပေးပါတယ်။မကြီးကန်ရွာကပြူစခအင်အားတရာဝင်းကျင်မှာသူအနားမှာကက်လက်ကဘဲကြီးပြူရွာပါတခါပကုတ်ကူတပ်မှတရက်တက်ကသူနဲ့ကက်လက်တွေ့ပါလို့တပ်ပေါင်းစုတာဝန်ရှိသူကစစ်ရေးတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့မကြီးကန်ပြူရွာပတ်ဝန်းကျင်အခြေအနေကိုရှင်းပြပါတယ်။မကြီးကန်ပြူရွာတိုက်ခိုက်မှုမှာ တော်လည်းရဲဘော်၃ဦးထိခိုက်ဒဏ်ရာမပြင်းထန်ရရှိခဲ့ပေမဲ့လည်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲပြီးနောက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ပြူစောတီများဘက်မှစီရဲလုရှောင်းမှုမတွေ့ရှိရသေးကြောင်း၎င်းကဆက်ပြောပါတယ်။အထက်ပါစစ်စင်ရေးမှာအညာမြေတပ်ပေါင်းစုနဲ့အတူအေယာတောင်းတပ်ဖွဲ့၊နေစည်းမချ PKU, PPDF, ကိုရီခဲနဲ့ဗလညီနောင်ကောင်းဆောင်လူငယ်ပျောက်ကြားတပ်ဖွဲ့ Youth Gorilla Force YGF, ဝင်းပလွေပျောက်ကြားတပ်ဖွဲ့ God of Myanmar, မုံတိုင်းပျောက်ကြားတပ်ဖွဲ့ DYT ပျောက်ကြားတပ်ဖွဲ့ 21ပကံ BLY ပောက်ပကဖာတခင်ဖိုးလာကြီးမကွေးခရိုင်ပကဖတ်တခွဲ6 Burmis Revolution Ranger PLO ပျောက်ကြားတပ်ဖွဲ့စတဲ့တော်လန်ရေးတပ်ဖွဲ့များမှပူးပေါင်းလို့ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လေးအစုံသုံး၍တိုက်ခိုက်ညဝရီရေတပ်ဌာနချုပ်ကစစ်တပ်မိသားစုဝင်အလုံးနီးပါးကိုရန်ကုန်ရွှေ့နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနှစ်ဖက်အပြစ်ခတ်ရစဲကြောင်းကြေညာထားပေမဲ့ ကြောက်ဖြူမှာစစ်ကောင်စီနဲ့အရခတ်တပ်တော်အေအေတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ကြောက်ဖြူမအီလန်တလျှောက်မှာစစ်ကောင်စီအလောင်းများပြန့်ကျဲနေပြီးအလောင်းများပင် ကောက်ယူနိုင်ခြင်းမရှိဘဲကစင်ကလျားပြေးရသည့်အထိစစ်ကောင်စီတပ်ကရှုံးနေနေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ပြိုင်းစည်းကကြေးရွာအနီးဝန်းကျင်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုစွန့်ပစ်ထားခဲ့ပြီးကိုလူရုံးပြေးကြကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ရပ်ပိုင်စွန်းလဆင်းရဲနေညပိုင်းကလည်း စစ်ကောင်စီကရဲတပ်ရင်30နှစ်အနည်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တမ်းမောများမှနေရလဲလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။၃ရက်နေ့ညပိုင်းကနေဒီနေ့အထိတိုက်ပွဲဖြစ်နေတယ်။လေကြောင်းကရော drone တွေရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပစ်ကူနေတယ်။စစ်တပ်ဘက်ကတေဆုံးတာများနေတယ်။ရဲတပ်ရင်တွေဝင်ပြေးလိုက်စုဖွဲ့ပြန်ထွက်တိုက်လိုက်လုပ်နေပါတယ်လို့ရခိုင်သတင်းအရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီကကြီးရည်လီတုံးပြီးကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေခဲ့ပြီမလဲ။မြေပြင်မှာတော့စစ်ကောင်စီတပ်သားများတက်ဆုပ်ပြေးကာ အမှတ်32ရစ်တရင်အတွင်းကိုဝင်ရောက်၍အင်အားစုဖွဲ့နေရာကြောင်းတရင်ရင်းမြစ်ထံကနေသိရှိရပါတယ်စစ်ကောင်စီကဒညဝရီရစ်တဌာနချုပ်မှတက်မိသားစုဝင်များနဲ့မြို့ပေါ်အုပ်ချုပ်ရေးဘိုင်းမှမိသားစုဝင်များရင်းနှီးစိတ်ကန်စီမံကိန်းမှတရုတ်နိုင်ငံသားများကိုရန်ကုန်ကိုပြောင်းရွှေ့ပေးထားကြောင်းသိရှိရပါတယ်စစ်ကောင်စီနေမည်အနည်းမှရှိတဲ့အုံတော်ဂွန်းချွင်ကြီးရွာတို့မှလည်းဒေသခံ၄000နီးပါးခန့်ပိတ်မိနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ဒေါ်ဆန်းစုကြည်မွေးနေ့ဆုတောင်းရုတ်တံတောင်းချီစုဆောင်ပြီးဂင်းနစ်စံချိန်တင်ဖို့ကြိုးပမ်းမယ်ဆိုတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုတ်တံတောင်းချီကိုစုဆောင်ပြီးဂင်းနစ်စံချိန်တင်မဲ့လှုပ်ရှားမှုမှာပါဝင်ကြဖို့ဒေါ်ဆန်းစုကြည်တားအငယ်ဖြစ်သူကင်အဲရီနဲ့အတူအမှုပညာရှင်တချို့နဲ့တော်လိုင်းရင်အားစုတွေကလက်တွဲပြီးစော်အော်နေပါတယ်။ ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းရုပ်တံ8000ကျော် စုဆောင်ပြီးဂင်းနစ်စာကျင်ကျိုးဖို့ကြိုးစားတာဖြစ်ပါတယ်။အသက်80ပြည့်မွေးနေ့ဖြစ်တာကြောင့်ကမ္ဘာအနှံ့ကချစ်ခင်သူတွေအနေနဲ့ဒေါ်ဆန်းစုကြည်ကိုမွေးနေ့ဆုတောင်းစကားပြောထားတဲ့ရုပ်တံတွေကိုလှူရှားမှုဥဆောင်ကျင်းပတဲ့အဖွဲ့အစည်းတွေစီပေးပို့ရမှာဖြစ်တယ်လို့ဒီလှူရှားမှုကိုဥဆောင်သူတူကဆိုပါတယ်။ Game Eric ကတော့ဒေါ်ဆန်းစုကြည်အနေနဲ့လွတ်လပ်ရေးအိမ်မက်မက်နေတဲ့မြန်မာကလူတန်းချီရဲ့ ဒီမိုကရေစီနဲ့လူသားအခွင့်အရေးအတွက်ဘဝတစ်ခုလုံးကိုမြုပ်နှံထားတဲ့သူဖြစ်တာကြောင့်တာမန်မွေးနေ့ထက်ပိုတဲ့လှုပ်ရှားမှုတစ်ခုလုပ်ဖို့ရည်ရွယ်ထားတာလို့ပြောပါတယ်။ဒီကနေ့ဇွန်လ12ရက်နေ့အထိမွေးနေ့ဆူတောင်းဗီဒီယိုတထောင်ခွဲကျော်ရရှိထားပြီလို့ဒီလှုပ်ရှားမှုကိုကျင်းပတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာကြေညာထားပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရရပြီးအမှုတပ်ဆွဆွဲခံရကနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြမပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။